မှုဆိုရင်တိတ်ပြည့်စုခြင်းလားကိုယ်တိုင်လည်းပဲကိုယ်တိုင်ကိုကြစေခန်းတွေဘာတွေလိုက်ပို့တတ်တယ်ဆေးရုံကိုလိုက်ပို့တတ်တယ်တချို့ဆိုအသက်ကြီးပြီးပြည့်စုမဲ့သူမရှိဘူးသားသမီးမရှိဘူးကိုယ်တိုင်လူနာရှင်ဖြစ်နေဆေးရုံကိုတော့အပ်တယ်လက်မှတ်ထိုးပြီးတော့ဟိုအပ်တယ်နေရောညရောအနားမှာနေပြီးတော့စောင့်ရှောက်ပေးတယ်ပြည့်စုပေးတယ်နော်ဆေးဝါးတွေဘာတွေရှာပေးတယ်ဆေးတိုက်ပေးတယ်ကိုကုံပြောရရင်တခါကြီးတွေဆိုရင်ခေါင်းရိတ်တာတို့မိုးစိမ်မှုရိတ်တာတို့ကစားဘုန်းကြီးကိုယ်တိုင်လုပ်ပေးတယ် ပြုစုပေးတယ်ဘာမှဆွေမျိုးမတော်ဘူးအဲ့လိုလုပ်ပေးရတာတော့ကြိုက်တယ်နောက်ငငယ်တွေကကလေးတွေကိုစာတင်ပေးရတာတိတ်ကြိုက်တယ်အခုချိန်ဒီအဲ့ဒီစိတ်ကရှိသေးတယ်တခုခုကိုကသိထိုင်းရင်နောက်တယောက်ကသိကျင်နေအဲ့ဒါကိုပြောပြချင်တင်ပေးလိုက်ရတာကိုသူသိသွားတာကိုဝန်တာတတ်တယ်နော်တခြားလည်းပဲဒီလိုပဲစားစရာလို့အိုးစားလို့ကိုယ်မှရှိနေသူများချုပ်တဲ့နေတယ်ဆိုရင်တော့ပေးချင်ပါတယ်နော် အဲ့လိုကောင်းတဲ့စိတ်လေးတွေဖြစ်တဲ့အခါကိုယ်စိတ်ကိုကိုကြည့်ရင်လည်းပဲတိတ်သဘောကျတယ်။ကောင်းကျင်စိတ်ဆိုတာရှိတယ်နော်။အဲ့တော့လူတိုင်းပဲကောင်းကျင်စိတ်ရှိပါတယ်နော်။ဒါပေမဲ့တခါတလေလည်းပဲမကောင်းတဲ့စိတ်ကလည်းဖြစ်တာပါပဲ။အဲ့တော့မကောင်းတဲ့စိတ်တွေဖြစ်တဲ့အခါမှာသိနေလို့ရှိရင်အဲ့ဒီမကောင်းတဲ့စိတ်ကတဖြည်းဖြည်းပါသွားတယ်နော်။ကောင်းတဲ့စိတ်ဖြစ်တဲ့အခါသိနေလို့ရှိရင်အဲ့ဒီကောင်းတဲ့စိတ်ကပိုပြီးတော့ကောင်းလာတယ်နော်။အဲ့တော့အဲ့ဒီနီးကိုဘုန်းကြီးကလောက်ကြည့်ရင်တွေ့သွားတော့ အဲ့ဒါကိုသိသဘောကျသွားတာနော်မကောင်းတဲ့စိတ်တွေပါဖို့နဲ့ကောင်းတဲ့စိတ်တွေများလာဖို့ဟာလုံနီးဟာရိုးရိုးလေးနဲ့လွယ်လွယ်လေးပဲဟုတ်သိနေပါနော်ကိုယ်စိတ်ထဲမှာဖြစ်နေတာကိုသိနေပါဒီသိနေတာတခုထင်းနေကိုရပြီဟုတ်အင်မတန်ယူအင်မတန်ရှင်းအင်မတန်သဘာဝကျပြော့တကယ်လို့ရင်တကယ်ဖြစ်တဲ့နီးဖြစ်နေနော်အဲ့တော့အဲ့လိုကိုယ့်ဟာကိုယ်ဝါဒနာပါလို့စမ်းကြည့်ရင်စမ်းကြည့်ရင်လည်း ုစိတ်ထားလေးတွေတဖြည်းဖြည်းတဖြည်းဖြည်းပြောင်းလာတာကိုကိုယ့်ဟာကိုသိရတယ်နော်အပျော်ပါနည်းနည်းတော့ညော့သွားတယ်နော်အချိန်ဖြုံးတာတွေနည်းနည်းညော့သွားတယ်ကိုယ်အမူအရာနှုတ်အမူအရာကစရိုင်းဆိုင်တာကြမ်းတမ်းတာတွေကတဖြည်းဖြည်းနည်းသွားတယ်နော်နည်းသွားတဲ့ခါကျတော့ကိုယ့်ကိုယ်ကိုပို့ပြီးတော့လေးစားလာတယ်နော်ကိုယ့်ကိုပတ်ဝန်းကျင်အတိုင်းဝိုင်းကလည်းနည်းနည်းလေးစားလာတယ်နော်အဲ့တော့အဲ့လိုဖြစ်ရတာတိတ်ကျဉ်တတ်တာပဲနော် self respect self esteem ဆိုတာအင်တန်ရေးကြည့်ပါလေနော် ကိုယ့်ကိုယ်ကိုလေးစားဖို့ကိုယ့်ကိုယ်ကိုတန်ဖိုးထားဖို့ကိုယ့်ကိုယ်ကိုချစ်ဖို့ကိုယ့်ကိုယ်ကိုယုံကြည်ဖို့အဲ့ဒါအမှန်ရေးကြီးတယ်နော်ကိုယ့်ကိုယ်သူများမလေးစားတာကတော့မတတ်နိုင်ဘူးပေါ့နော်ဒါပေမဲ့လေးစားရင်တော့ကြိုက်ပါလေနော်မလေးစားဘူးဆိုလည်းပဲမတတ်နိုင်ဘူးဒါသူ့သဘောပဲနော်အဲကိုယ့်ကိုယ်သူများမချစ်တာမတတ်နိုင်ပါဘူးနော်သူချစ်ချင်လည်းချစ်ဖို့မချစ်ချင်လည်းနေပါနော်ဒါပေမဲ့ဘုန်းကြီးတို့ငငယ်တွေကချစ်တဲ့လူတော်တော်များပါတယ်မုန်းတဲ့လူလည်းနည်းနည်းတော့ရှိပါတယ်နော်အဲ့တော့ သို့တော့ကိုကိုကိုချစ်ဖို့လိုတယ်နော်ဟေးပြီးတော့သူများကိုကိုမယုံကြည်တာအဲ့ဒါကိစ္စမရှိဘူးမတတ်နိုင်ဘူးနော်ယုံကြည်ရင်တော့လည်းကောင်းပါလေသဘောကျပါတယ်နော်ကိုကိုကိုယုံကြည်ဖို့လိုတယ်အဲ့တော့ကိုကိုကိုလေးစားဖို့ကိုကိုကိုချစ်ဖို့ကိုကိုကိုယုံကြည်ဖို့ကိုကိုကိုအားကိုးဖို့အဲ့ဒါတွေကအမှန်တန်အရေးကြီးပါတယ်နော်အဲ့တော့စားပေတွေအများကြီးဖတ်တဲ့ခါကျတော့ဒီလိုအချက်လက်တွေကိုအရေးကြီးတယ်လို့ပညာရှိတော်တော်များများက ပြောထားတာရေးထားတာတွေတွေ့ရတော့ဘုန်းကြီးကအဲ့ဒါကိုသိတဲ့ဘောကြတယ်။ငါကုံငါလေးစားရမယ်။ငါကုံငါချီးရမယ်။ငါကုံငါယုံကြည်ရမယ်။ငါကုံငါအားကိုးရမယ်။နော်။အဲ့တော့ကိုကုတ်ကိုအားကိုးတယ်ဆိုတဲ့စိတ်ကိုသိမွေးတာနော်။ဘာမဆိုကိုကုတ်ဖြစ်အောင်လုပ်တယ်။သိချင်တာရှိရင်လည်းကိုကုတ်သိအောင်ကြိုးစားတယ်။ဒါပေမဲ့တခါတလေကြတော့လေအဲ့ဒါကိုကအခက်ခဲဖြစ်တာရှိတယ်။နော်။ဘုန်းကြီးကလည်းဟိုစိတ်ထဲရှိရင်ပါးစပ်ကသိပြောတတ်တယ်။ပြောတတ်တော့ဘယ်လိုပြောလဲဆိုတော့ ကိုကိုကိုအားကိုးတယ်ငါအားငါကိုးတယ်လို့အဲ့လိုတိတ်ပြောတတ်တယ်နော်အဲ့ဒါကိုဂုံလဲယူတတ်တယ်အဲ့လိုဂုံယူတော့တချို့လူတွေကဘယ်လိုပြောလဲဆိုတော့အဲ့ဒါဘဝင်မြင့်နေလို့နော်အပြောအခိုင်းရဗျာရောနော်အဲ့တော့ကိုကြီးကတခါလေးတွေးကြည့်တယ်တို့ Asian culture ဟာကိုအားကိုကိုးတာကိုတိတ်အားပေးပုံမရဘူးဟုတ်လားတော့မသိဘူးဘုံဘုံတော့အဲ့လိုပဲယူဆတယ်နော် ူများကိုအားကိုးတာသူများကိုယုံကြည်တာကိုအားပေးတယ်နော်ကိုအားကိုကိုးတာကိုတိတ်အားမပေးဘူးနော် dependent ဖြစ်အောင်လုပ်တယ်အဲ့ဒါလို့ဘုန်းကြီးကမြင်မိတယ်နော်အဲ့တော့အပြည့်မြင်တာဆိုတော့လေဟိုတချို့ကကြိုက်ချင်မှကြိုက်မယ်နော်အဲ့တော့ဘုန်းကြီးကိုယ်တိုင်ပဲကိုကိုကိုအားကိုးတယ်လို့ကိုနဲ့တိတဲ့သူဘု து ကိုဖြစ်ဖြစ်သူအားသူကိုးနိုင်အောင်ဘုန်းကြီးကတော့အထောက်အကူပေးတယ်နော်ကြားလေးလေးသူဖြည်းဖြည်းတဖြည်းဖြည်းနဲ့သူ့အားသူကိုးနိုင်တဲ့လူဖြစ်သွားရမယ် တော့ငယ်ရွယ်တုန်းမှာတော့မိဘကိုအားကိုးရတယ်တခြားလူတွေလည်းအားကိုးရတယ်ဆရာသမားတွေအားကိုးရတယ်တဖြည်းဖြည်းအသက်ကြီးလာရင်သူတစ်ပါးပေါ်မှာမိခိုနေရတာအားကိုးနေရတာနဲသွားမှကောင်းတယ်နော်စာဝန်ကြီးတွေအတွက်မိခိုရတာလည်းနဲသွားမှကောင်းတယ်အတိညာဘိုင်းဆိုင်ရာမှာလည်းပဲသူများပြောပြမှ သိရမယ်ဆိုတဲ့ဘဝကနေတဖြည်းဖြည်းနဲ့ကိုညာနဲ့ကိုသိအောင်လုပ်မယ်ဆိုတဲ့ဘက်ကိုတွားရမှာပဲနော်အဲ့ဒါလူရဲ့တဘာဝ နော်လူတဘာဝရဲ့အခြေခံသဘောကဘာလဲဆိုတော့မိခူနေရတဲ့ဘဝကနေတဖြည်းဖြည်းနဲ့မိခူရတာနဲတဲ့ဘဝဘက်ကိုသွားရမယ်နော် dependent ဖြစ်နေတဲ့အခြေအနေကနေတဖြည်းဖြည်း independent ဖြစ်တဲ့ဘက်ကိုသွားရမယ်ဒီလိုဘုန်းကြီးကဟိုလက်ခံတယ်နော်အဲ့ဒါလို့နဲ့ပဲအဲ့လိုတရားစာပေတွေဖတ်ရင်လေ့လာရင်နဲ့လုပ်ကြည့်ရင်စမ်းကြည့်ရင်နဲ့ဖះဟောတဲ့တရားတော်တွေရဲ့ အကျိုးကျေးဇူးကိုကိုယ်တိုင်သိလာတယ်နော်အဲ့တော့အကုန်လုံးတော့မသိဘူးနော်အခုလည်းပဲအကုန်လုံးမသိပါဘူးနည်းနည်းပဲသိပါတယ်နော်အဲ့တော့တိုးတော့ကိုသိတဲ့လောက်ကလေးကိုလက်တွေ့ကျင့်သုံးကြည့်တဲ့ခါကျတော့အင်မတန်အကျိုးများတာကိုတွေ့ရတယ်နော်ထူးထူးခြားခြားအကျိုးများတာကိုတွေ့ရတယ်ကိုကိုကိုယုံကြည်မှုကိုကိုကိုအားကိုးမှုကိုကိုကိုတန်ဖိုးထားမှုကိုကိုကိုလေးစားမှုဆိုတာတွေကတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းတက်လာတာ အဲ့ဒါစိတ်မှာတိတ်အားရှိတာပဲနော်အဲ့တော့ဘုန်းကြီးကစဉ်းစားကြည့်တယ်လူတွေလိုချင်တဲ့အရာဘာလဲဘုန်းကြီးလူတတော်များအောင်မေးကြည့်တယ်တိတ်လိုချင်တဲ့အရာဘာလဲလို့ပြောပြစမ်းပါလို့ပြောနိုင်မလားယုတ်တည်းဆိုရင်တော့တချို့ကဖြေပြောမှာပေါ့ပတ်စံလိုချင်တယ်လို့ပြောမယ်နော်ဘွဲလိုချင်တယ်ပြောမယ်ရာထူးလိုချင်တယ်လို့ပြောမယ်နော်အမှတ်တမဲ့ဖြေလိုက်ရင်တော့အပေါ်ရန်တွေးနဲ့ဖြေမယ်ဆိုဒီလိုပဲဖြေမယ်နော် ဘုန်းကြီးကတော့ကိုယ်စိတ်ကိုကိုကြည့်ပြီးဘလို့ဖြေလဲဆိုတော့ငါတကယ်လိုချင်တဲ့အရာစိတ်မှာအားရှိနေတာကိုလိုချင်တယ်။နော်စိတ်အားငယ်နေတာကိုမလိုချင်ဘူး။စိတ်ညစ်နေတာမလိုချင်ဘူးစိတ်တကြနေတာမလိုချင်ဘူးနော်စိတ်ထမှာအားရှိပြီးတော့အသက်ဝင်နေတာကိုလိုချင်တယ်။ I want to feel alive နော်အသက်ဝင်နေတယ်နော်အဲ့တော့ဘဝကိုအသိဉာဏ်လေးနဲ့နေပြီးတော့လှုပ်သွားရင်အသက်ဝင် ိုတိလာလေးလေးပူပြီးတော့အသက်ဝင်လေးလေးပဲနော်ကိုအားကိုကိုပြီးတော့အလုပ်တစ်ခုကိုစူးစားပြီးတော့လုပ်လိုက်လို့အောင်မြင်သွားလို့ရှိရင်တိတ်အားရှိပြီးတော့ပူပြီးတော့အသက်ဝင်လာတယ်နော် feel alive ဆိုတဲ့ခံစားမှုတကယ်ရတာပဲနော်အဲအဲ့တော့အဲ့လိုကောင်းတာလေးတွေလှုပ်ကြည့်ရင်လှုပ်ကြည့်ရင်နဲ့နော်ကိုကိုကိုချစ်ခင်မှုကိုကိုကိုလေးစားမှုကိုကိုကိုယုံကြည်မှုကိုကိုကိုအားကိုးမှုဆိုတာလေးတွေတဖြည်းဖြည်းတဖြည်းဖြည်းမြင့်တက်လာတဲ့ခါမှာအဲ့ဒီ feel alive ဆိုတဲ့ခံစားမှုကိုရတယ်နော်ဒါတွေမကတည်ဘူး I feel strong ဆိုတဲ့ခံစားမှုရတယ်ခန္ဓာကိုယ်ကတော့ကိုယ့်ထက်အားကြီးတဲ့လူတွေအများကြီးပါပဲเนาะသူဘယ်သူနဲ့မှတော့နှိုင်းရှင်ကြီးပြောတာမဟုတ်ပါဘူးဘုန်းကြီးပြောတဲ့ I feel strong ဆိုတာကခန္ဓာကိုယ်ကိုပြောတာမဟုတ်เนาะစိတ်ထဲမှာအားရှိနေတယ်အားငယ်စိတ်မရှိကြောက်စိတ်မရှိเนาะတင်ငယ်စိတ်မရှိเนาะတင်ငယ်စိတ်ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ inferiority feeling inferiority ယောဂဖြစ်သွားပြီဆိုရင်တော့ inferiority complex လို့ခေါ်တယ်နော်အဲဘုန်းကြီးစိတ်မှာတဖြည်းဖြည်းအဲ့ဒီ inferiority complex ဆိုတာပျောက်သွားတယ်အဲ့တော့လူတွေကငယ်ရနေကြည်လာတာဆိုတော့ငယ်ရွယ်တုန်းမှသူတစ်ပေါက်မှရာခိုင်နှုန်းပြည့်မိခိုရတယ်မိခိုကတော့ကလေးငယ်လေးတွေမှဘာပြောပြောနော်အငငယ်စိတ်ဆိုတာရှိတယ်မိဘကချစ်လွန်းလို့ပြည့်စုံနေတာမို့လို့အဲ့ဒီချစ်တာလေးအကြောင်းဒါနဲ့အားရှိနေတာနော်သူ့ကိုယ်သူယုံကြည်မှုမရှိဘူး ူဘာမှမသိတယ်လို့ပဲဘာမှမလုပ်တတ်နော်အဲ့ဒါလို့ဘဝကနေတဖြည်းဖြည်းတိတတ်လာတယ်လုတ်တတ်လာတယ်ကိုအားကိုကိုနိုင်လာတဲ့ခါမှာအားရှိလာတယ်နော်ဒါတော့မှတချို့အသက်တော်ကြီးတဲ့အထိအားငင်စိတ်ရှိတယ်နော်အပြစ်တော့မတင်လို့ပါဘူးနော်ဒါတဘာဝအဖြစ်နေတာကိုပြောတာပါအဲ့ဒီအားငင်စိတ်ဆိုတာတော်တော်ပင်ပန်းတယ်နော်တော်တော်လက်ကြောက်เสียကောင်းပါတယ်နော်အားငင်နေရတာမကောင်းပါဘူးတင်ငင်နေရတာမကောင်းပါဘူးနော်အဲ့တော့လူလူချင်းရှင်လိုက်တဲ့နေ့ တချို့ကကျွတ်ကျွတ်လေးရွတ်ရွတ်လေးဖြစ်သွားတယ်အငငယ်စိတ်ကရှိနေတယ်နော်တင်ငယ်စိတ်ကရှိနေတယ်အဲ့တော့ပြောတယ်ဆိုတဲ့ခါမှာပွမွလင်းလင်းရဲရဲတင်းတင်းမပြောရဲဘူးနော်ကြောက်နေတယ်အဖုန်းကြီးကတော့စိတ်ထဲရှိတဲ့အတိုင်းပြောတာပဲနော်မှားသွားရင်လည်းပဲဒုက္ခတော့ရောက်တာပဲနော်ဒါပေမဲ့ဒုက္ခရောက်လဲရောက်မစေမတတ်နိုင်ဘူးနော်မှားမှန်းသိရင်တော့ပြင်တာပါပဲအဲ့ဒီမှားတာကိုပြင်ရမှာကိုလည်းပဲဘုန်းကြီးကမကြောက်ဘူးရှက်လည်းမရှက်ဘူးနော် မှားမှန်ကြောက်လွန်းသွားရင်ဘာဖြစ်လဲဘာမှမလုပ်ရဲတော့ဘာမှမပြောရဲတော့ဘူးเนาะအဲ့တော့မမှားတဲ့လူမရှိဘူးမှားတာပါပဲเนาะအဲ့တော့ပြောပါဆိုပါလုပ်ပါစဉ်းစားစားလေးပြောစဉ်းစားလေးလုပ်ဒီကြားလေး